ရင်ပြည်နယ်မြောက်ဒေမြို့အနေမေတော်တလေးကျောင်းမှာရှိတဲ့ AA Pack ကြားဖြတ်လုပ်ငန်း site ထဲကတရုတ်နိုင်ငံသားတချို့ကိုလန်ဒန်ကအဖွဲ့အစည်းတစ်ခုကကားတွေနဲ့ခေါ်ထုတ်တော့ပြီးနောက်စစ်ကောင်စီတပ်က site ထဲကိုငွေရောင်းစီနင်းတာတွေလုပ်နေလို့မေတော်တလေးဒေတာခန်တွေစီကသိရပါတယ်။အောက်တိုဘာလ22ရက်နေ့မနက်ပိုင်းကလန်ဒန်ကအဖွဲ့အစည်းတွေစီးရဲ့ကားတွေနဲ့တရုတ်နိုင်ငံသားတွေကိုတစ်ထုတ်တော့ပြီးနောက်စစ်တပ်ကဝန်ဖန်နေတဲ့အတွက် site ထဲမှာရှိတဲ့မြန်မာနိုင်ငံသားတွေဖန်စီခံနေရတာလို့ဆိုပါတယ်။ကြားဖြတ်လုပ်ငန်းအဓိက လုတ်ကင်နေတဲ့တရုတ်လူမျိုးတွေကိုအရင်ဆုံးကယ်ထုတ်ပြီးမှစစ်ကောင်စီတပ်ကဝန်ဖမ်းတာဖြစ်ပြီးမြန်မာနိုင်ငံသားအများစုဖမ်းဆီးခံခဲ့ရတာထွက်ပြေးလွမြောက်သူတချို့လည်းရှိတယ်လို့အေအေကြားဖြတ်လုံငန်းနဲ့နှိစက်သူကပြောပါတယ်။မေထော်တလေးကြည်ော်ကအေအေဆိုင်မှာကြားဖြတ်ကာစီနိုနဲ့တခြားလောင်းကစားမြောက်များစွာရှိပြီးတရုတ်နိုင်ငံသားအများစုကပိုင်ဆိုင်ထားကြပြီးတော့ကာရာအိုကေအနှိတ်ခန်းတွေနဲ့နိုင်ငံသားတွေအဓိကပျော်ပါနေတဲ့ကြားဖြတ်ဆိုင်လို့ဆိုပါရရှင်။